မင်္ဂလာပါခရီးနဲ့စီမျောကဏပြန်လဲကြိုဆိုလိုက်ပါတယ်ယခုတပတ်ခရီးနဲ့စီမျောကဏမှာကျွဆိုဖို့ရွေးချယ်ထားတဲ့ကြရားဆရာကတော့ကြရားဆရာဟိမ်းမြတ်စွာဖြစ်ပါတယ်ဆရာဟိမ်းမြတ်စွာရဲ့အထုပ်ပတ်တိအကျဉ်းလေးကိုကျွန်တော်ဖတ်ပြပါမယ်ကြရားဆရာဟိမ်းမြတ်စွာရဲ့အမြင်ကဥမျက်နိုးဖြစ်ပါတယ်အဖအုလက်ရွှေမိဒေါခင်မြင့်ကြီးတို့မှ1980စက်တင်ဘာ24တွင် မန္တလေးမြို့မန္တလေးတက္ကသိုလ်ရပ်ကွက်မှာမွေးဖွားခဲ့ရတာဖြစ်ပါတယ်။မွေးခြင်း၃ရောက်ရှိပါတယ်။ဒုတိယသားဖြစ်ပါတယ်။ကြပြားဦးငယ်စဉ်အလယ်တန်းကျောင်းသားဘဝကလေးကလေးလာရေးသားခဲ့တာပါ။မန္တလေးတက္ကသိုလ်ရပ်ကွက်ဥယျာဉ်လမ်းအမှတ်30အင်္ဂလိပ်မှာနေထိုင်ရင်းအဆောင်ဖွင့်ခဲ့ပါတယ်။နင်းစီကောင်းကင်စာအုပ်အငားဆိုင်လေးလည်းဖွင့်ခဲ့ပါတယ်။မိတ်ဆွေတငယ်ချင်းများနဲ့စူးစီးပြီး ကြောက်ပုံနဲ့ကြပြဆောက်အောင်များစူပေါင်းထုတ်ဝေခဲ့ပါတယ်။ဗောဒီကောရဲ့မှာရှိတဲ့ကြပြဆရာခန့်စော်တက်တင်ဆိုးဝင်းရဲ့ရွှေနုကဖေးဆိုင်မှာကာလတစ်ခုအထိအမှုပညာနိုင်ငံရေးမိတ်ဆွေတငယ်ချင်းများစွာနဲ့ဖြတ်သန်းခဲ့ပါတယ်။1992မေလမြေနေကောင်းငင်ရေတိမ်ပိုင်း1993 93ဒိုင်ယာရီ1994မိုးတိမ်အခွန်ကားချက် 1995ဇူလိုင် POS Poems ဟိမဲသောညိုမင်းထက်စံချင်းဦးမင်းညွန့်တက်1996အချစ်ဗျာဆရာဝေးခေါင်စီစဉ်1999စကလုံးများရဲ့အော်ဘရာဇော်အေးမြစီစဉ်ဟိမဲသောနိုင်နိုင်ဇော်အေးမြဝေးခေါင်စံချင်းဦးခင်စော်မြင့် and mint ထက်1999စကလုံးများရဲ့အော်ဘရာဇော်အေးမြစီစဉ် ိမြသောနိုင်နိုင်ဇောအေးမြဝေးခေါင်စန့်ခြင်းဦးခင်စောမြင့်အက်ဒမင်ထက်ပထမဆုံးပုံနှိပ်စာမူမှာအထက်ထက်ဖတ်နေမိတဲ့ပေါ်သားညတညအကြောင်းကြပြဖြစ်ပြီး1990ခုဇွန်လတို့ဘရောက်ပွတ်တဲ့မဂ္ဂဇင်းမှာဖော်ပြခဲ့တာဖြစ်ပါတယ်1990ခုမေလ9ရက်နေ့မှာရန်ကုန်ကိုစတင်အခြေချနေထိုင်ခဲ့ပါတယ်1990ခုနိုဝင်ဘာ10ရက်တွင်မခင်နင်းဖွေးနှင့်လက်ထပ်ထိမ်းမြခဲ့ပါတယ်တာကြီးအောင်ဖုံးမော်တားငယ်လူဖုံးစော်တို့ မွေးဖွားခဲ့ပါတယ်။အောင်ပင်လေစာအုပ်တိုက်တီဆောင်ကစာအုပ်ထုတ်ရေးလုပ်ငန်းလုပ်ကင်ခဲ့ပါတယ်။ပထမဆုံးလိပ်စာကဗျာစာအုပ်ဇေယလင်းကိုရွေးခထန်ပိုင်ဆိုမင်းအိမ်ကျော်ဝင်းမြင့်မိုးဝေးဝေးခေါင်ဟိမ့်မြတ်စောဝနောက်ကိုစိုင်းဝင်းမြင့်တကောင်းစာအုပ်တိုက်ကထုတ်ဝေခဲ့ပါတယ်။၂003ဖေဖော်ဝါရီမျိုးသားများ2003ဖေဖော်ဝါရီမိုးသားများမိုးဝေးဟိမ့်မြတ်စောဝိုင်းချိုဒူဇော်တစ် တိုးနောင်မှုအောင်ရင်ချင်းသေစကိုင်းပီကာစာအုပ်တိုက်ကထုတ်ဝေခဲ့ပါတယ်ဒုတိယအကြိမ်ကို2024မှာပြန်လည်ထုတ်ဝေခဲ့ပါတယ်2008မှာမိုးများရွာသွန်းပြီးနောက်ကဗျာစာအုပ်အောင်ပင်လည်စာအုပ်တိုက်မှထွက်ရှိခဲ့ပါတယ်2015မှာဆီယမမက်ဘန်ခက်က21ရာစုမြန်မာသာဘောင်းချုပ်စာအုပ်ကိုမြန်မာဂျပန်နှစ်ဘာသာနဲ့ထုတ်ဝေရမှာပါဝင်ဖော်ပြခဲ့ပါတယ် 2019စက်တင်ဘာတွင်ကြပြားများကြပြားစာအုပ်ကိုနှစ်ကာလများစာအုပ်တိုက်ကထုတ်ဝေခဲ့ပါတယ်2020ဇွန်လအတွင်းကျွန်တော်သဘောထားအနေငယ်ပါကြပြားစာအုပ်ဝိုင်းမော်စာအုပ်တိုက်မှထွက်ရှိခဲ့ပါတယ်2021ဇန်နဝါရီမှာပုံတရံတစ်ခုကြပြားစာအုပ်ကိုနှစ်ကာလများစာအုပ်တိုက်ကထုတ်ဝေခဲ့ပါတယ်2022မတ်လတွင်လွမ်းကမ်းဟိမ်းမြတ်စွာခင်စော်မြင့်စံကျင်းဦးကြပြားစာအုပ်ကို နှစ်ကာလများစာအုပ်တိုက်ကထုတ်ဝေခဲ့ပါတယ်2024ဇန်နဝါရီ2024ဖေဖော်ဝါရီလ17ရက်တနင်္ဂနွေနေ့မနေ့7နာရီ58မိနစ်မှာ96ပါယောဂာနဲ့ကွယ်လွန်ခဲ့ပါတယ်ကွယ်လွန်ချိန်အထိကြပြာအပုတ်ရင်900ခန့်ရေးသားခဲ့ပါတယ်သူကြိုက်နှစ်သက်ဆုံးသောကြပြာဆရာများမှာဖော်ဝေးအောင်ချိတ်မောင်ချောနယ်ဒုက္ခမိုင်လိုင်းတို့ဖြစ်ပါတယ် တဘွားတာလုံးအသက်ရှူမှုကိုကြပြာရေးသားခြင်းဖြင့်အထူးပြုနေထိုင်ရှင်သန်ဖြတ်သန်းခဲ့သူဖြစ်ပါတယ်ဆရာဟိမ့်မြတ်စော်ရဲ့အောင်ပင်လဲဆိုတဲ့ကြပြာလေးကိုကျွန်တော်ရွတ်ဆိုပြပါမယ်ခင်ဗျဟုတ်အောင်ပင်လဲငွေလာရောင်ရိုက်ခတ်တဲ့တတူကျုံကလေးမှာမကြီးပင်မြင့်မြင့်ကြီးတွေကစိမ့်ဆူညို့တယ်လို့ နှလုံးသားကိုတညာလုံးစားသူတင်ထားရတဲ့ဘုံသံတွေအဖြစ်နဲ့ရေးထိုးခဲ့ရွှေမြို့တော်လေသာပြရင်ချစ်ချင်းမြတ်တာသူတချင်းနဲ့သူ့မြေကို တွန်းရှည်ကြာစေလိတ်ဟိမျက်စော့